ရမကြီးမနဲ့ကျရင်လှမ်းစင်ကနားရေအကုန်ပြန်တဲထားလိုက်ပြီးရင်အင်းတော့ရိုးရေအကုန်လုံးဘုကစားရင်းနဲ့ကြက်စီးစားအောင်ကြားလားဟာဘာယုံကလည်းဗျာမနဲ့ကျရင် နေပူမာလေးအဲ့ဒီပူမာလှမ်းမှာချောက်မှာလေပြီးတော့ဒီနေ့ခွဲလဲစားငားရီရနဲ့ရှိသေးဟာမစ္စာမရှိနဲ့မပြောတော့ဘူးပဲလားအဲ့ဒီခေါ်နေစားနားလေးကိုကိုကုန်ထိုးချို့လို့ပြောလိုက်စားနေနေရိုက်ပြီးတော့ကြက်စင်ပေါ်တင်ထားလိုက်လို့ ။အာခိုင်းနာတို့ပြောလိုက်ဟုတ်လား။ဘိုင်းဘိုးကလည်းပြောတာစားကြိုက်တော့တင့်ပြီးဈေးကောင်းမရတော့ဘူးဗောဗျာ။ပြီးတော့ဒီရက်တွေကလည်းနေတာနေတဲ့ဟာကိုဒဲဒီကောင်းစကားများလိုက်တော့ကွာ။မနေ့ကပြန်မုံတန်းရှိရဲကွာ။လေတင်းမယ်၊ငိုးကြည့်လိုက်မယ်။အာပြောတော့ယုံတော့တော့အခုတော့ပြောတော့။အထက်ပါစကားတွေကတော့အသက်60ရဲ့ရွယ်။ဘာချင်းဘိုးနဲ့သူ့ရဲ့အလကမကုမြကြီးကိုပြောနေကြတဲ့အတန်တွေပါပဲ။ ိုငါကြီးကတော့ဘာမှစောရကမတက်တော့ဘဲနဲ့ခေါင်းကုတ်ပင်ကုတ်နဲ့ထတ်သွားပြီမယ်ကျွန်တော်ကတော့မနေနိုင်တော့ပါဘူးဘာကြီးမို့နောက်ကလေးကတ်သွားပြီးတော့ဘာကြီးမို့ဘာကြီးမို့ကမနက်ပြန်မောင်းလိုက်လာမယ်ဆိုတာဘလို့သိကြတယ်လို့စိတ်ဝင်တစားမေးကြည့်လိုက်ပါတယ်ဘာကြီးမို့ကຢာနေတဲ့ကုန်းတရားကိုပဇောင်ထဲမှာငောင်းလိုက်ရင်ထုံးလေးပေးချမ်းနေတဲ့ကုန်းရည်ကြီးကိုတေးသေးချာချာပြန်ဖုံးနေခဲ့ပါတယ်အဲ့ချောင်းကလေးကကုတ်ပြက်လေးပေါ်ထိုင်နေကြတာမို့ မယုံလာရဲ့မိုးတဲ့ရေးရေးလေးကဖိပိတင်တိုက်ခတ်နေခဲ့တာပေါ့။ဘာကြီးမိုးကကျွန်တော်ကိုနှက်လို့ပဲပြုံးကြည့်လိုက်တယ်။ဒီလိုလူတွေရဲ့ဘာကြီးတို့နေထိုင်တဲ့ပုံဝင်ခြင်းတိုင်းမှာတဘာဝရဲ့တတိပိတန်တွေကရှိနေခဲ့တယ်။သူတို့ကပုံစုပ်ကွယ်စုပ်ရင်းလက္ခဏာပြနေကြမျိုးမဟုတ်ဘူး။သူ့လို့သူ့လို့နေကြလား။ဒါပေမဲ့အဲ့အရာတွေကိုကိုကကြည့်ပြီးတော့လေ့လာတင်ပြရတယ်။ဘာကြီးမိုးကပြောလက်ဆက်စကားကိုခဏဖြတ်ပြီး ကုန်းစရုပ်တစ်ချက်ထွေးတတ်တယ်လေကျွန်တော်လည်းဗာဇင်းမိုးစီကလေ့လာမှတ်သားစရာတစ်ခုခုရတော့မှမို့စိတ်ဝင်စားနားတော်နေပြီရပေါ့ဗာဇင်းမိုးကဆက်ပြောလာခဲ့တယ်အခုမနေ့ကမှုန်လဲလာတော့မယ်ဆိုတာခုချက်ချင်းထိုင်နေရင်တည်ရတော့မဟုတ်ဘူးကဒီအပိုင်းအတွင်းမှာဒရီသားမိရလေးတွေနဲ့အခုလက်ရှိထပ်မြင်နေရတာတွေကိုပေါင်းစပ်ကြည့်ပြီးမှမနေ့ကမှုန်လဲလာမယ်ဆိုတာကိုကြိုသိရတာကြော့ ကြောကောင်ပါကြီးမို့ဒီအပိုင်းမှာဘာတွေနဲ့တွေ့လို့လဲကျွန်တော်ရဲ့စိတ်ဝင်တစားအလောကြီးမေးလိုက်ပုံကြောင့်ပါကြီးမို့ကတဟဟအော်ရလိုက်ပါတယ်ကျွန်တော်လည်းစိတ်ထဲကနေဒီအပိုင်းဘာတွေနဲ့တွေ့လို့လဲဆိုပြီးတော့စဉ်းစားနေခဲ့တာပေါ့ပါကြီးမို့ကဆက်ပြောလာခဲ့ဘာမှထူးထူးဆန်းဆန်းမဟုတ်ဘူးကွယ်ကြောပြီးပြီလေသူ့ဘာသာသူ့တဘောဝါကြကြဖြစ်နေတာကိုပဲကြည့်တတ်မြင်တတ်ရတာတဲ့ဒီလိုကွာ ပြီးခဲ့တဲ့၃နှစ်မြောက်ကဘာကြီးမှုအိမ်နောက်မှာကစားရက်ထွက်ခွန်းနေရောမှာပွဲစိတ်တွေကိုတွေ့ခဲ့ရတယ်။ကျွန်တော်လည်းမျက်ခုံးကြုံမြင်ရင်ဟာဘာကြီးမှုတော့ဗျာ။ကစားရက်ခင်းတဲ့အောင်ပွဲစိတ်တွေ့တာပဲစမ်းလို့လား။ကျွန်တော်ဆိုခဏခဏအကြိုက်ခံနေရတာ။ဘာကြီးမှုကသူ့ပဆောင်လေးကလက်ချံကုန်းဖက်တွေကိုတဖူးဖူးထွေးထုတ်ပစ်လိုက်ခြင်းကုပ်ပြုတ်မှာရှိတဲ့ရင်နှီးခရရဲကနေပြီးတော့ရင်နှီးငှက်နေကြလာပဲ။ ပြီးတော့မှအေးပေါ်ဆက်ရှိတာကတော့မဆန်းဘောကွာဒါပေမဲ့သူတို့အတိုက်ပြောင်းနေကြတာတော့တရီချားเสียကွက်ဘလို့ဘလို့ဘိုင်းမို့အတိုက်ပြောင်းတာမှဘာကြီးမို့ကဘလို့တော့သိရတယ်ဒီလိုပဲအိုက်ကောင်တွေကရှောက်သွားနေကြတာကိဘာကြီးမို့ကကျွန်တော်ရဲ့ပြုံးချက်သဘောကျတော့ပြောင်းလိုက်ရင်းအေးအဲ့ဒါကြောင့်မင်းကိုတဘောဝတရားရဲ့အကြောင်းတွေကိုလေ့လာသင်မှတ်သားဖို့ဘာကြီးပြောပြနေတာဗောနားတော့ ဒီလိုကသူကအစာတွေချီပြီးတွားနေကြတာဘောစိတ်တန်းလိုက်ပြီးတွားနေကြတာမြင်ဘူးရမှာလားမေးဟိုဘက်တွားနေတဲ့ကောင်တွေလည်းတွားနေတယ်ဒီဘက်တွားနေတဲ့ကောင်တွေလည်းတွားနေကြတယ်ရုပ်တရက်ကြည့်လိုက်ရင်ကွာဘယ်ကိုဥတီတွားနေကြလဲဆိုတာတော့သိရဦးလေဒါပေမဲ့တေချာကြည့်ရင်အစာချီလာတဲ့ကောင်ကဘယ်ကိုတွားနေရလဲဆိုတာတေချာကြည့်အဲ့ကောင်တွားနေတဲ့ဘက်ကခါတာ သူတို့ချင်းရှိတဲ့နေရာပဲ ။အော်ဒီလိုကိုကျွန်တော်လည်းဟာတွေးတယ်မြင်နေကြဆိုပေမဲ့ဘာကြီးမို့ပြောမှပဲစဉ်းစားမိတော့တယ်ဗျာ။ဒါပေမဲ့အဲ့ဒါကအတိုက်ပြောင်းတာဟုတ်မဟုတ်ကြတော့ဘလို့သိမလဲ။အဲ့ဒီချင်းကသူတို့အမြဲနေလေကြချင်းဆိုရင်ရောမတင်နိုင်ဘူးလားအဲ့ဒါ။ကျွန်တော်ရဲ့စောနကတက်တဲ့ပုံစံဘာကြီးမို့ကနှစ်တော့ပဲပြုံးပြရင်။အေးအဲ့ဒါတတိထားရမယ့်အချက်ပေါ့ကွ။အစာချီလာပြီးကျင်းနဲ့ဝင်သွားတာလားဒါမှမဟုတ် ကျွန်းထဲကနေပြီးတော့အစာချီပြီးတော့ထွက်လာတာလားဆိုတာကိုကိုကတေချာကြည့်ရမယ်။အစာချီပြီးကျင်းထဲဝင်သွားတာဆိုရင်ကိစ္စမရှိ။အဲ့ဒါကသူတို့လုံမျိုးလုံစင်တိုက်လုံမိကြ။ဒါဝိမဲ့အဲ့ဒီကျွန်းထဲကနေအစာချီပြီးတော့ထွက်လာရင်တော့အဲ့တေချာတယ်ပေါ့။အဲ့သူတို့နေရာပြောင်းနေကြလား။သူတို့ကျင်းတစ်ခုခုဖြစ်တော့မယ်။နှုတ်ကဲဆုံးတော့ရရင်ကွာအဲ့ဒီကျင်းမှာရေတက်လာနိုင်တယ်ကွာ။အော် ါ။ဒါဆိုရင်ဘိုင်မိုးကအဲ့ဒီပိုးဆက်တွေအတိုက်ပြောင်းနေကြတာကိုတွေ့ပြီးတော့ရေကြီးနိုင်တယ်လို့ခံမလိုက်တာပေါ့ဟုတ်လား။ဘာဂျင်းမိုးကရင်သွေးချမ်းတစ်ခွက်ကိုမော့တော့လိုက်ပြီးနောက်ထပ်ကုန်းတရာစားဖို့ပြင်ဆင်နေခဲ့တယ်။အဲ့ဒီလိုလဲတတိကျမှတ်ယူလို့တော့မရဘူးကော။သူတို့အတိုက်ပြောင်းနေဆိုတာအကြောင်းပြောင်းဖြစ်နိုင်တာပဲ။နောက်ထပ်တင့်မိသားရဲ့အချက်တွေနဲ့ပေါင်းဆက်ကြည့်ရသေးတာပေါ့။ဘာပြမလဲ။အဲ့ဒီဘောဆက်တွေအတိုက်ပြောင်းနေတာကိုငါတွေ့ခဲ့တာက တနေ့နောက်တနေ့ကျအာနာစင်မငါခွဲငါးတွေကိုလှမ်းနေတော့မှာကောင်းကင်ကငှက်တွေအတတိသမီးရပဲကော့ဘာချင်းဘိုးကကွန်းတရာကိုပဇောင်းနဲ့ထည့်ဝါနေရပြန်ပါတယ်ကျွန်တော်စီထဲကတော့လုတ်ပြန်ပြီးစောစောကပိုဝဲစိတ်တီအခုငှက်တွေပါလာပြန်ပြီလို့တွေးနေကြတာပေါ့ဘာချင်းဘိုးကဆက်ပြောလာခဲ့အဲ့ဒီငှက်တွေကဗျံလာငှက်တွေကော့တန်လာတာကတကောင်တည်းလည်းမဟုတ်ဘူး အုတ်ရကြီးပြန်လာကြမင်းကြည့်တဲ့ဒိုင်ဘက်တီပြန်လာငတ်ဆိုတာကပန်နယ်နဲ့နီးတဲ့နေရာတွေမှာပဲနေပြီးတော့ဒီငါးသိန်းငါးမွားလေးတွေကိုရှာစားတတ်တဲ့ငတ်ငတ်ကလေးလူတွေနဲ့နီးတဲ့ကောင်းရင်းပန်းကိုတိတ်လာလိမ့်မရှိဘူးအဲ့ဒီရချက်ကဒါသူတို့ပင်လယ်ထဲမှာသူတို့မနေရတော့လို့ပင်လယ်ပြင်မှာတခုခု ဖြစ်တော့မှမဟုတ်ဘူးသူတို့သိနေပြီးတော့ကောင်းရင်းပန်းကိုဝမ်းလာတာကွာ ဟာဟုတ်လားကြည်လားဘိုင်းဖို့ရဘိုင်းတက်ချက်ပြတာတွေကအကုန်မှန်တယ်ကြည်ပဲဗျဆက်ပြောဖို့ဘိုင်းရတော်တော်စိတ်မစားပါဘူးဘိုင်းမူကစကားပြောနေရင်ကနေတစ်ချက်တစ်ချက်မိုးပေါ်မော့မော့ကြည့်နေခဲ့ပါတယ်နေုံလာရဲ့လာပြီဝန်ကတိမ်မဲပြီစီကနေလွတ်မြောက်ဖို့ကြိုးစားနေတဲ့ပုံပါပဲလွတ်သွားလာပြန်မိတော်လိုက်တဲ့ပေါ်ဘာကြီးမူကဆက်ပြောလာခဲ့တယ်အခုနှစ်ချက်ရှိသွားပြီနော်ပထမတစ်ချက်က ပွဲစိတ်လေးတိုက်ပြောင်းနေကြတယ်။ဒါကြောင့်ရေကြီးနိုင်တယ်။အဲ့ဒီနာတိကိုရေဖုံးနိုင်တယ်ပေါ့ကွာ။နောက်တစ်ချက်ကတော့အခုပြောတဲ့ပြန်လာငှက်ကလေးတွေကြွားလေးဝင်လာခဲ့တာ။ဒါကပင်နေပြီမှာလီမွန်နိုင်တိုက်တော့မဲဆိုတဲ့တစ်ချက်။နောက်ထပ်တစ်ချက်ကတော့အခုဟိုးမကြီးကောင်းကင်ကိုမင်းတိလိုက်။လာတာနေတယ်လို့ထင်ပေမဲ့တချို့နေရာတွေမှာတိမ်ကမဲတွေရှိနေကြတယ်။တွေ့လား။ ေးအဲ့ဒီတိမ်မဲတွေကဘေးရက်ကနေလာလဲဆိုရင်ဟိုဘအနောက်တောင်တောင်ဘက်ကနေညွှေ့လာတာပြီးတော့အဲ့ဒီနောက်ဖို့မင်းခဏဆောင်ကြည့်နေလိုက်ဘာတွေ့မလဲတော့ဘာဒီမညံပြရကောင်းကင်ရံကိုကျွန်တော်စိတ်ဝင်စားတင်ချကြည့်လိုက်မိတယ်။ဘာများတွေ့မလဲပေါ့နော်။ဘာဒီမိုးကလည်းကျွန်တော်လိုပဲစိုက်ကြည့်နေခဲ့တာပေါ့။ကြည့်နေရင်မှဝင်းနဲ့ဝင်းနဲ့ရှက်ပြလက်နေတဲ့တက်စီးတွေကိုတွေ့ရတော့တာပါပဲ။ ဘာကြီးဘုရားကျွန်တော်ဘက်ကိုမျက်နှာပြန်မူလိုက်ရင်တွေ့တယ်မဟုတ်လားမတန်မကြားရဘူးအလင်းရောင်တွေရောက်မလာဘူးဒါပေမဲ့လက်စည်းတွေကိုမြင်နေရတယ်အဲ့ဒါကငါတို့နဲ့တိတ်တော့မဝေးတော့ဘူးလေအဲ့ဒီဆိုဒီညတာမမဟုတ်နောက်တနေ့မှမော်လန်းဝင်လာတော့မယ်ဆိုတာတေချာတော့ပဲကွာဘာကြီးဘုရားကွန်ထရီတစ်ချက်ထွေးလိုက်ရင်လည်းကောင်းကင်ကိုပဲမျှော်ကြည့်နေခဲ့ပါတယ် ျွန်တော်ကတော့စိတ်ထဲမှာဘာကြီးမို့ရဲ့ပဝန်းကျင်လေးလာမှုအားကိုသဘောကျချိန်နှက်နေခဲ့တာပေါ့ဟုတ်တယ်နော်ဘာကြီးမို့ဘာကြီးတို့တစ်ချက်ပြတာတွေကဘလို့တိုက်ပန်ဆိုင်ရာတွေအမှောက်ကိုမပါဘဲနဲ့သဘောဝါကျကျကိုကြောပြတ်သွားတာရှင်းနေတာပဲဘာကြီးอ่ะဘာကြီးမို့ကကျွန်တော်စကားကြောင့်ပဲတဟဲရဲလိုက်ရင်းနဲ့ဟဲဟဲနောက်ထပ်အရေးကြီးဆုံးအချက်တစ်ခုဟာရှိသေးတယ်ကွာဟာဘာလဲဘာကြီးမို့ကရှိသေးတာလားတော့ဘာပြောပြပါအောင်များကျွန်တော်အရန်တည်ခြင်းနေပြီဗျာ ကျွန်တော်ရဲ့အလောတကြီးမိတဲ့ကြောင့်ဘာဒီမူကသဘောကျစွာရေလိုက်ပါတယ်ပြီးတော့မှတခြားတော့မဟုတ်ဘူးလူလေးကမင်းရဲ့ရည်လေးအင်းကိုဒူးကောင်းကိုက်နေတာကွာအာဘာဒီမူကတော့နောက်ပြီလားဟာဟာအရည်လေးဒူးကောင်းကိုက်ရင်စေတူပေးလိုက်ပေါ့ဗျာအဲ့ဒါနဲ့မောင်နှိုင်းတိုက်မှနဲ့ဘာဆိုင်လို့လဲဟာဘာဒီမူကတော်တော်နောက်တယ်ဗျာဘာကြီးမူရဲ့အတီပေါင်းနဲ့နောက်ပြောင်မှုကိုကျွန်တော်တကယ်ပဲသဘောကျတော့ရေလိုက်မိခဲ့ပဲ ဘာကြီးမို့ကတော့ပြောနေရင်းနဲ့ပဲတကယ်ပြောနေတာလူတွေကမင်းကြီးလေးငငယ်အပြိုးရဲတဲ့ကအဲ့ဒီလိုမိုးတက်လေပင်တီတီမမလာတော့မယ်ဆိုရင်နှစ်ရက်လောက်ထဲကကြိုပြီးတော့သူ့ဒူကောင်ကကြိုက်လာတော့တာပါပဲအဲပါစေလူလူမပြောဘူးငါကောင်ကြီးအိမ်မုံတိုင်းတိုက်ပြီးသွားပြီနောက်တနေ့ဆိုတာနဲ့သူ့ဒူကောင်ကမကြိုက်တော့ပြန်ဘူးကွာဟာဟာငါလည်းအစကတော့မယုံဘူးပေါ့ကွာ ဒါပေမဲ့၄ငါးကလောက်တိုက်ဆင်လာတာကြတော့မယုံလို့မရတော့ဘူးကွာလူလေးရ။ဘာဖြစ်လို့လဲတော့ငါလည်းမသိပါဘူးကွာ။ဟောတို့လည်းဘာမှမို့ရ။ဘာမှမပြောလို့ဆိုတော့ကျွန်တော်ယုံရတာ။နှုတ်ဖို့ဆိုရင်ရည်စရာကြီးဖြစ်နေမှာလေ။ဒူးကောင်ကြိုက်တာနဲ့မှောင်တိုင်းကလာနဲ့ဟာဟာ။ကဲကဲလူလေးတော့အဲ့တော့ကွာတော်တော်တော်။ညတော့နဲ့တော့မယ်။မနေ့ကျရင်လည်းယော်ရဲလျှောက်လည်းမနေတော့နဲ့။အိမ်မှာပဲနေဟုတ်လား။ကတော့ ကျွန်တော်လည်းဘာကြီးမို့ကိုနှုတ်ဆက်ပြီးအိမ်ထဲဝင်လာခဲ့လိုက်ပါတယ်။အိမ်ထဲမှာတော့အမေကအကြီးလေးဒူးကောင်းကိုနှိပ်ပေးနေတာတွေ့ရပြီးတော့အဖေကတော့မတွေ့ရဘူးပေါ့။ဘေးဦးလို့လှုပ်ပြီးကမှငါယုံပဲရောက်နေရဒီမှာပေါ့လို့ကိုဘသာကိုပဲတွေးလိုက်ပြီးအိမ်ရဝင်ခဲ့လိုက်ပါတော့တယ်။ဘာကြီးမို့ပြောတဲ့အကြောင်းနဲ့ပြန်စင်းတိုင်းအိပ်ပေါ်သွားခဲ့တာပေါ့။တကယ်ပဲအဲ့ဒီနေ့မနက်9:00လောက်ကလေမုန်တိုင်းငယ်တစ်ခုကကြမ်းကြမ်းတက်တန့်ကိုတိုက်ခတ်ခဲ့ပါတယ်။ ပင်နန္ဒာတွေပြပြတိတ်တဆက်မှုမနေခဲ့ပါပဲနဲ့မာဂျင်းမိုးရဲ့စကားတွေမှန်လိုက်တာလို့တို့ရင်တို့ရင်နဲ့ပဲခြေနဲ့နေခဲ့တာပေါ့ဗျာကဲပင်နန္ဒာရဲ့မိစေလို့ရေဒါတွေကလွတ်ချန်ရေးသားထားတာတခုမှမပေါ်ပါဘူးဗျာကျွန်တော်တို့ပင်နန္ဒာတွေရာသူဥတုခံမှန်းချက်တွေတဲကမှတခုနှစ်ခုလောက်ကိုကျွန်တော်ပြောပြနေတာပါကျွန်တော်တို့ငယ်စဉ်ကရေဒီယိုတောင်းတော်မှရှိတဲ့ပင်လက်တံငါရော်လေးတွေကရေလိုသားကြီးတွေဟာ အခုတို့ခံမှန်းချက်တို့တွေနဲ့ပဲဖြတ်တန်းခဲ့ရတာပါအခုဒီဇလန်းနဲ့မှကျွန်တော်ပြောပြထားတဲ့အကြီးလေးဒုက္ခကပ်ရင်မောင်းနိုင်လာတော့မယ်ဆိုတာကလည်းတကယ်ပါဗျကျွန်တော်ကြီးလာမှစာပေတွေဖတ်ရင်သိခဲ့ရတာကတော့လူတို့ချို့မှမိုးရပါရိုးရောကတခုရှိတတ်ပါတယ်အဲ့ဒီရောကကတမ်းမှန်းချင်းကမှဘာမှမဖြစ်တတ်ပြီမဲ့လေတူထဲမှာစူတန်းစောက်တွေမြင့်တက်လာလာမျိုးဒါမှမဟုတ်လေတူဖီယာနဲလာတာမျိုးညာလာတာမျိုး အဲ့ဒါစတဲ့တဘောကအပြောင်းလဲတွေမှာအဲ့ဒီယောဂကပေါ်ထွက်လာပြီးဝေဒနာတစ်ခုခုခံစားတတ်ရပါတယ်တဲ့အဲ့ဒါကြောင့်အရင်လေးရဲ့ယောဂကအဲ့ဒီလိုမျိုးလားဆိုပြီးတော့လေကျွန်တော်တွေးမိပါတယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်မိတ်ဆွေတွေအားလုံးပင်လယ်ရှင်လူသားကြီးတွေရဲ့ယာတူတူခံမှန်းပုံတွေကိုဘုဟုသုတရနိုင်မယ်လေလို့မျှော်လင့်ပါတယ်ပြီးတော့ကိုနေထိုင်ရပဝင်းကျင်ကအပြောင်းလဲတွေကိုချိန်ပြီးတော့လေလေလာမှတ်သားဖို့သတိပြုမိမယ်လို့ကျွန်တော်တို့ထင်ပါတယ် နောက်ထပ်လည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဘယ်လိုရေပင်အကြောင်းလေးကိုအမြဲတမ်းတင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ channel လေးကို like တင် subscribe လုပ်ပေးကြပါဦးနော်မိတ်ဆွေများအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေဗျာကျွန်တော်ပင်နေသားပါ